ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့လိလာတည်ယူခဲ့တဲ့ပုဂ္ဂိုလ်အကြောင်းအများကြီးနဲ့မှမှဟစ်တလာကိုလောကကိုမကြောက်ပဲနဲ့ရင်းကြိုင်းညစ်ဆိုခဲ့တဲ့ပုဂ္ဂိုလ်တူဦးရဲ့အကြောင်းကိုကျွန်တော်ဒီနေ့ share လုပ်ပေးချင်ပါတယ်ခင်ဗျာဒါဆိုရင်ဒီပုဂ္ဂိုလ်ကဘာသူလဲဒီပုဂ္ဂိုလ်က Winston Churchill ပဲဖြစ်ပါတယ် Winston Churchill က Great Britain ရဲ့စစ်ဦးကြီးချုပ်တူလဲဖြစ်ခဲ့ပါတယ်နိုဝင်ဘာ30 1894 Oxfordshire အင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့ပြီး 1965ဇန်နဝါရီ24ရက်နေ့လန်ဒန်မြို့မှာသိဆုံးခဲ့ရပါတယ်ခင်ဗျာဝစ်စတာချာချီလုံနိုင်ခဲ့တဲ့အောင်မြင်မှုအများကြီးထဲမှာပါအကြီးမားဆုံးအောင်မြင်မှုပြောရမယ်ဆိုရင်တော့ဟစ်လာနဲ့ဂျာမနီကိုအနိုင်တက်ထုတ်ခဲ့တာပဲဆိုရမှာပါညဉ့်ဉန်းရေးလုံတာကပြည်သူတွေအကျွဲ့ညစ်ပတ်တစ်ခုလို့ဖြစ်တယ်မဟုတ်ဘူးလားဒါဆိုဝစ်စတာချာချီကဟစ်လာနဲ့ညဉ့်ဉန်းရေးလုပ်ဖို့ပါကြောင့်ညှဆက်ခဲ့ရတာလေအကြောင်းရင်းကတော့ဟစ်လာက လင်လယ်မှုတွေတော့ကလေကကျစ်တွေလို့ Munich Agreement လို့ခေါ်တဲ့စစ်ပွဲမဖြစ်ကြောင်းစာချုပ်မှုလည်းဒီနေ့အတွင်းမှာချုပ်ဖောက်ခဲ့လို့သာ Winston Churchill ကဟစ်တလာနဲ့ညီညာရေးမလုပ်ဖို့အတွက်ဆုပ်ဖြတ်ချက်ခတ်တာပဲဖြစ်ပါတယ်။ညီညာရေးလို့မဲ့အစားဟစ်တလာနဲ့ဂျာမနီကိုအနိုင်တက်တုပ်ဖို့အတွက် Winston Churchill ဆုပ်ဖြတ်ချက်ချခဲ့တာမှန်တယ်လို့ဆိုရမှာပါခင်ဗျာ။ဘာကြောင့်ဆုပ်ဖြတ်ချက်မှန်တယ်လို့ပြောရလဲဆိုရင်ဒီလိုဆုပ်ဖြတ်ချက်မျိုးမချခဲ့ရင် ရင်ချင်ရေးကိုပန်းပြီးဟေဒလာကအကုန်လုံးတက်ဖြက်ဖြစ်စီပြစ်မှာတည်ချာနေလို့ပဲဖြစ်ပါတယ်ခင်ဗျာဝစ်စတန်ချာချီလိုမျိုးစွဖြတ်ချက်မကန်နဲ့ခေါင်းဆောင်တွေကျွန်တော်နိုင်ငံမှာရှိနေသိတယ်ဆိုတာကိုထင်လားကျွန်တော်ကတော့ရှိနေသိတယ်လို့ထင်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်နေလာခဲ့တဲ့စွဖြတ်ချက်မကန်နဲ့ဟိုသူရင်ကောင်းခေါင်းဆောင်တယောက်ရဲ့အကြောင်းကိုရှင်းလင်းလုပ်ပေးရခြင်းဖြင့်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအစောတိကြည့်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်မှတွေ့ကြမယ်အားလုံးပဲစီးပါခင်ဗျာ